ော့ဘူးမရတဲ့အချိန်ကြတော့လို့ခတိုင်းသွားနေရတဲ့အချိန်လေးလို့မတို့ဘူးလူတွေအားလုံးစိုးရင်စိတ်တွေအန္တရာယ်စိတ်တွေအဲဒီနဲ့မျိုးစုံခွာနေကြတာမျိုးအင်္ဂလိပ်အားလုံးပိတ်သားတာမျိုးမျိုးအားလုံးမျိုးရှည်ရန်စစ်မှုတစ်ပြည့်လို့မျိုးကြံနေခဲ့နောက်မှလူတော်လူတော်တန်းနေပြီးတော့ဝေပြရတာမျိုးအဲ့လောက်ပဲ စစ်ဆောင်မှုလို့ပဲသူမြန်အဲဘင်းဒီဒုတိယရဲဘော်ကြီးကတော့တတိဆုပ်ခွာမယ်ဆိုတဲ့အချိန်မှာရှိနေတဲ့ဒုတိယရဲဘော်ကြီးနဲ့တွေ့ရမျိုးအာလူတို့ဘောနော်လူတို့နဲ့အဲလူတို့ဆွေးနေမှာစပေးရှောင်သွားတဲ့သူတွေရှိတယ်စပေးမရှောင်ဘဲနဲ့အဲမျိုးမှာပဲအဲကြံပြီးစပေးရှိနေမယ်ဆိုတဲ့သူတွေနဲ့ကျွန်တော်ဆုံးခဲ့ DNA တွေရနေပြီးတော့စစ်ကောင်စီကို ဟိုခေါ်ပြီးသွင်းမယ်ဆိုရဲပြန်ရောကြားလားကြားတယ်ဗျာอืมအဲ့ဒါတော့ဟောမုတ်တော့ကျွန်တော်မသိပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ပုံနေဆိုရင်အဲ့ဒါတော့လက်မခံဘူးတုံးမကြိုက်ပေါ့ကျွန်တော်တော်လေးဖောက်ရရှိတာလည်းကျွန်တော်သိနေဆုံးလေနော်အဲ့ဒါပဲကျွန်တော်နားလိုက်တယ်ဗျာနော်တတိဘုတ်ကနေပြောဆိုတော့လက်မခံရင်ဘုံတို့တို့လောက်သွားတာကိုကျွန်တော်မကြိုက်ဘူးပေါ့နော်ဒီကကောင်းတဲ့ပုံစံလေးတော့ဖြစ်စေချင်တာပေါ့ဗျာတို့ဝင်လာမယ်ဆိုရင်ဘာတွေအဓိကစိုးရိမ်ရမှာထင်လဲကျွန်တော်တို့စိုးရိမ်တာအဓိကတော့ဟို ဟိုတိုက်ခိုက်ရေးပိုက်တွေတော့ကျွန်တော်လည်းနားမလဲဘူးဗျာအဲပြည်သူလုံးလုံးရေးပေါ့နော်ဒီအိုးရင်တွေဆွပြတဲ့လူရှိတယ်လို့လက်ရှိနေတဲ့လူတွေအနေနဲ့လည်းကျွန်တော်ပေါ့နော်နမတိကအဲ့အနေပေါ့နော်ဆွေးနေပေါ့ဗျာနမနိကတော့သူတို့မျိုးရဲဝင်လာတာမှန်တယ်အဲပြည်သူတွေဘာလုပ်မလဲပေါ့နော်အဲစူတောင်းရေးလုပ်မလားပေါ့လားဆွဲမလားဘာညာဘာညာနေပေါ့နော်အဲ့တော့ဆွေးနေတယ်ဗျာစကောင်စီကဘယ်နေ့မဟုတ်ကိုဝင်လာမယ်လို့ကြားတာလဲကျွန်တော်အခုဆွန်သားရရတော့တိကျတော့ပေါ့နော် တော့ဆို28ကနေစပြီးတော့တရက်နေအတွင်းပေါ့နော်အဲ့လိုဖြစ်နိုင်ရရှိရတို့တော့သုံးသက်တယ်တော့ပြောကြတယ်ပေါ့ဗျာကျွန်တော်ကိုယ်တိုင်ကတော့မေ့ကြည့်ရပေါ့နော်ကိုယ်ကိုယ်တိုင်သိရမှာပေါ့ပေါ့မျိုးထဲမှာတော့ခဏပြောပေါ့ဗျာရှောင်းတဲ့သူရှိတယ်နံပါတ်1ပေါ့နော်မရှောင်းဘဲနဲ့ဒီမှာပဲမရှောင်းနဲ့ဆိုတာဗျာမပြေလို့မရှောင်းတာရှိတယ်ပြေလည်းစားနဲ့မရှောင်းတာလည်းရှိတယ်နော်ဒါဒီမျိုးကိုချစ်လို့နေတဲ့သူတွေရှိပါတယ်ဗျာအမိသားစုရင်တော်တော်များများတော့ရှောင်းပါကြပါဗျာကျွန်တော်ကြောက်ထဲပဲရှိရလို့ပြောလို့ 五百里嘛，一张都钱够了他。一张钱够了的。老老你像我，我嘛，以前呢，我们在这做项目你一个月多少嗯，做几天第二代旅要发展嘞？第二代呢，说几天打算？就我，我，大概前面是做地游呢，然后旅游的收入呢， ကိုကလေတွားတယ်လို့တွားနေကြတယ်။လူဝေးမတွားနိုင်တော့နည်းနည်းနီးနီးတော့တွားနေပေါ့။အဲ့လိုစကောင်စီပြန်လာမယ်ဆိုတဲ့ဘောဘယ်လိုမြင်လဲ။ကိုရင်ကပေါ့ဗျာ။ကျွန်တော်အဲ့ဒီကောက်ကွင်းကိုရောက်တယ်ပေါ့နော်။ဘုကိုရှိပိုင်းရပြောလဲများတယ်။ဒီအဲ့မှာတောင်းဗျာကြောက်တယ်ခတ်တယ်ပေါ့နော်။ဘယ်လိုများဖတ်တယ်ဆိုရင်ဖုန်ရှင်ပဲရပါတယ်။အဲ့တော့တချီပြတယ်ပေါ့။ တော်အားလုံးစိတ်ဝင်စားနေရဲ့ခောက်ခွေးခောက်ခွေးရဲ့တော်သူရဲ့ဘိုးဘိုးကဒီကျွန်တော်အိမ်ရောက်နေတာအိမ်မှာဘယ်လိုဖြစ်နေလဲဆိုစစ်ကြည့်ပြီးတကအပေးပြီးတော့ဘူးပေးလုပ်လိုက်တယ်လို့ပြောတာ။ဆိုတော့အဲဒီမှာရှင်ကလာပြီးတော့အဲဒီတောက်တွေကိုတောက်ပြီး အခုစည်ရည်တရင်နေကြတော့ဘယ်လိုလဲလောက်ခံရလားအင်းတရနေပဲလူတော့ဆိုအဲကြောင့်မကနေလဲရှိပြောင်းတင်းတော့မလုပ်တော့ဘူးတကယ်လည်းမကြံတော့ပါဘူးပြောင်းတင်းစားလိုက်ရညံတို့စားကုန်ပြန်နေပြန်ဖောက်ရတဲ့ပြန်ဘာမှမကြည့်နဲ့သူတို့ဝယ်လောက်ပြတော့ဘယ်လိုပြောမလဲပြီးကြတော့ပြီးတယ်အင်းအရင်ကတည်းကသူတို့ပြီးတယ် ပတ်စံလည်းပေးမလဲပတ်စံလည်းပဲပေးဆက်နေဖို့ရတယ်ဘုလို့ဆိုဘုလို့တော့ပြက်တယ်ဘလောက်ဘလောက်သူတေးပြီးတော့မှအဲ့ဒါအကြည့်ချင်းတော့နားတင်ရင်းဖောက်ရင်ကုန်ကြစီဘလောက်လောက်ရှိလဲ50 80 100 100လောက်100အောက်ဖြစ်တော့ဒီချင်းနေဆိုဒီဘာလဲကြောက်ရောရန်ကောင်းလို့လားအဲ့ဒီနေရာကျုံးရှိတယ် 买酒卤了，那老没有？值老了。嗯，就我帮我们家里屋种老地，像我说也浪，也来不起的。俺地下蛋还没鸡呢都。反正鸡回来，鸡呢？我逮了老嘞，我逮好多，我逮反正 ACB 嘞。啊，马的狗屁啊！马的，哎，老狗屁啊，你这。啊？ ဒါကလေးတွေကမှသုံးလေးသိန်းရတယ်ပြောနေတာပေါ့အဲ့လိုလားဟုတ်တယ်ဟုတ်တယ်ခေါင်းကွင်းနဲ့ပတ်သက်ပြီးတော့သင်္သာမင်းသားရှိရဲ့ချက်တွေတော့အဲ့ဒီကောင်ကဘာလို့ကမှမတွေ့ခဲ့ရအောင်အာရခင်စင်းစင်းရှိတာမျိုးလို့ပြောလို့ခေါင်းနဲ့ခေါင်းနဲ့ပတ်သက်တဲ့ဟာတွေအမှားတော့ကိုမြရတဲ့ချင်းကြီးကအာမိသားဖို့မိသားဖြစ်သွားတယ်ဒါဆိုဘယ်လောက်တန်ကြီးလောက်ရှိတယ် ဒါ20မေးပြီးပြီ30ဆိုရအောင်မာတဲ့ဒီ20တော့ခွဲကြီးပေါ်ကြလားလို့လေအယောင်းဝယ်တွေပါတယ်အရင်ပါတယ်ကျွန်တော်တမကြီးဒီတက်ဒီပေါ့နော်တက်ဒီနဲ့မရှိနေတဲ့ဒီအကုန်လုံးကလာပြောပြပါတို့တော့စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကြားရတယ်ဒီသဘောတူညီချက်တွေကဘယ်လိုမှန်းတော့မသိပေမဲ့အဲတို့တက်ဒီစုပ်ပြရမယ်ဆိုတဲ့အချင်းမျိုး ကြောင်ကြားလာတယ်လို့ပြောကြတယ်။ဒါကြောင့်တော့သူတို့အရင်မိုးကုတ်ကနေပြီးတော့လက်ရှိတာဝန်ထမ်းနေနေရာတွေနေပြီးတော့အော်တက်ဆုပ်ပေးရမယ်ပေါ့။သူတို့ကအဲ့ဒီမိုးကုတ်ကိုဒီ2010ဒီဒီ2009ခုနှစ်သူမိုးကုတ်မျိုးတိတ်တိုက်ပွဲလုပ်ခဲ့တာပေါ့။လုပ်ခဲ့တော့အော်တက်ဥမှာပါတဲ့တက်တယ်လို့ပြောလို့ရမှာပေါ့။သူတို့ရေဘော်တွေအထိကအများကြီးနဲ့ဒီမိုးကုတ်ကိုတိုက်ထားရတဲ့အကြောင်းလေးစီစီလုံးလုံးရှိကြတယ်ပေါ့။အဲ့ဒီ information တွေကသူတို့အခုလိုမျိုးခြေနေမှာ ကျွန်တော်စိတ်မကောင်းဖြစ်နေကြပါတယ်။ဆက်ဆောင်ခိုင်းတဲ့အချိန်မှလည်းပဲအဲပြည်သူတွေကလိုင်းနာဖို့ပေါ့ဗျာ။အဲဒီကိစ္စလေးတို့လုံနေတယ်လို့သိရတယ်။အဲမဟုတ်ဘူး။ဘယ်အချိန်တော့ကြာမယ်ဆိုတော့မသိပေမဲ့တို့မဟုတ်ဘူးအတွက်အဲပြင်ချင်းနေရာတွေလုံနေရရှိတယ်လို့ကြား ဘိုးကုတ်ကိုဒီတော်လိုင်းတက်တည်သိမ့်ပြီးရဲ့အခြေအနေကနေစပြီးတော့ဒီကနေ့အထိဘိုးကုတ်ဘိုးကုတ်မှာအာနေရထိုင်ရတဲ့အခြေအနေကဘယ်လိုရှိခဲ့လဲ။အော်ဟိုရေပြောင်းပြောင်းဆိုတော့ဆက်သေးပါလေဗျာ။ဆက်ပြေးတယ်။အာဝါနဲ့ပြမနာဝန်တာကြရတယ်ဗျာ။အခုကိုကုလူတွေရောက်လာတာဟုတ်။တလာတော့ဝန်တာကြရတယ်ပြီးဆက်ခဲ့ပြပါလေဗျာ။အခက်ခဲဆိုတာရှိတာပေါ့ဗျာ။ရှိပေမဲ့လည်းအားရလည်းဟိုကျွန်တော်ချင်တော့မပြောပတ်တော့ဘူးတချို့မှာလေ။စာခတိရှိတော့ကတော့လွတ်လပ်တော့လည်းလွတ်လပ်ပါလေဗျာ။ ဒါမဲ့ကျွန်တော်လည်းထိချုပ်လို့ရတယ်အများကြီးရှိပါတယ်။ဒါမဲ့စီကံပိုင်းဘယ်လိုလဲဘယ်လိုပြောရမလဲသူနေတဲ့ကိုပြတ်တယ်ဗျာ။ဟိုစစ်ဆေးတာအစဗျာ။သူတို့ဘောင်းဝင်နေဆိုရင်ကျွန်တော်ပတ်စ်ပေးလိုက်တာရှိတယ်။အဲ့လိုတော့မရပါဘူးနော်။အဲအဲ့လိုမျိုးတွေရှိတယ်။အဲဒီဖက်နောက်ပိုင်းရတယ်လေ။တဲပြောရမယ်ဆိုတော့ပြည်ပိုင်းနဲ့တော့ကျွန်တော်တက်တနာရှိရလည်းမရှိဘူး။ဟိုနောက်ဆက်ဆက်ခဲဖြစ်တာလည်းကျွန်တော်မရှိခဲ့ဘူး။ကျွန်တော်အတွေ့အကြံပါဟုတ်လား။အဲဒါခါလေးတော့အုတ်ချိပိုင်းတောင်းဝင်ထားတဲ့ဆန္ဒပြလို့တရားရေးပိုင်းနဲ့တော့လည်းရှိတယ်ပေါ့နော်။ ရှိရဆိုတဲ့ခါမှာဘလို့ပဲစတာလေးနော်ဟုတ်လားဘလို့ပေါ့နော်တကယ်လေးတော့ရှိရပေါ့ဒါလည်းကျွန်တော်ထင်တော့မပြောပါလောက်ပါဗျာတကယ်လို့စစ်ဖြစ်လာပြီဆိုလို့ရှိရင်ရောဘလို့ဘလို့မျိုးချိန်နေမျိုးနဲ့ရင်ဆိုင်မျိုးလို့တွေးရလဲဟိုကျွန်တော်ကတော့အစိုးဆုံးထူလောက်တက်တာဗျာကျွန်တော်တော့တွေးပြီးပါလေပေါ့နော်ဒီမှာနေခဲ့တာကသေဖို့လားလို့တော့ပြင်းပြီးတယ်ဗျာဒါပေမဲ့တည်တော့လဲကျွန်တော်တော့ထင်မတွေ့ဘူးအဲဆိုတော့ဒီဖက်ကတကယ်ကြီးလက်ဖြစ်တယ်ဗျာအဲနော်အဲ့လိုလက်ရှိတယ်နောက်တစ်ခါဒုတိယချက်ကတော့ရေးကြည့်တဲ့လူတွေတုံးလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီမျိုးလေးကိုတက်နေလောက်ကျွန်တော်တက်လောက်ကိုရင်လို့ဗျာ ်ကိုကြီးနေနဲ့ဘိုးကကပြည်သူတွေမဟုတ်ဘဲနဲ့မြန်မာပြည်တုံးမှာရှိနေတဲ့ပြည်သူတွေရောဗာပြောခြင်းလဲဟာအားလုံးကျွန်တော်ကတော့မှန်တယ်ပဲဗျာငြင်းငြင်းစီရင်ပြီဗျာနော်အောင်မြင်ဖြစ်စေခြင်းမီကိုစစ်မှလည်းခုနကပြောလို့ပေါ့နော်အဲဆွဲတစ်ခုရောက်စေခြင်းပြီဗျာကျွန်တော်နားလောက်ပြောပြရအောင်လို့တို့တို့စလုံးလုံးတွေတော့မတုံးတက်လို့ဗျာအဲ့တော့အောင်လဲအောင်စေခြင်းပြီဗျာဒါပို့ဖို့လေးပဲ thank you